FA ဖလားချန်ပီယံ Crystal Palace အသင်းအနေနဲ့ပိုရဲအသင်းပိုင်ရှင်ဖြစ်သူ American စီးပွားရေးလုပ်ငန်းရှင် John Tester ကြောင့်လာမယ့်ရာသီ Europa League ဝင်ခွင့်မျှော်လင့်ချက်ကိုလက်လျှော့ရပွဲရှိနေတယ်လို့သိရပါဗျ။ ခရစ္စတယ်ပယ်လစ်အသင်းဟာ2024-2025ရာသီ FA ဖလားပြိုင်ပွဲမှာပိုဆွဲပြီးအသင်းတည်ထောင်တဲ့136နှစ်အတွင်းပထမဆုံးမေဂျာဖလားဆုခိုးရရှိပြီးလာမယ့်2025-26ရာသီ Europa League ပြိုင်ပွဲလီးအဆင့်ဝင်ခွင့်ရရှိထားတာပါ။ဒါပေမဲ့ခရစ္စတယ်ပယ်လစ်အသင်းရဲ့145ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီးအဓိကရှယ်ယာရှင်ဖြစ်သူတက်စတာကြောင့်အခက်တွေ့နေရတာဖြစ်ပါတယ်။တက်စတာဟာလီဂူဝမ်ကလပ်လိုင်ယွန်အသင်းကိုလည်းပိုင်ဆိုင်ထားပြီးဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိတာပါလိုင်ယွန်အသင်း င်းဟာလည်း2024 25ရာသီလီကူဝမ်ပြိုင်ပွဲမှာအဆင့်6နေရာရပ်တည်နိုင်ခဲ့တာကြောင့်ယူရိုပါလိပြိုင်ပွဲလီအဆင့်ဝင်ခွင့်ရရှိထားတာပါ။ဒါကြောင့်ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ club အသင်းများစွာပိုင်ဆိုင်မှုစည်းမျဉ်းနဲ့ညှိနှိုင်းနေတာဖြစ်ပါတယ်။ တက်စတာကသူပိုင်ဆိုင်တဲ့ Crystal Palace အသင်းရဲ့ share တွေကို Blind Trap Ocean လို့ခေါ်တဲ့တတိယအုပ်စုတစ်ခုစီလွှဲပြောင်းထားဖို့စွန်သုံးရက်က UEFA တာဝန်ရှိသူတွေနဲ့တွားရောက်ဆွေးနွေးပေမဲ့သဘောတူညီမှုမရခဲ့ဘူးလို့သိရပါတယ်။ UEFA စီးမြင့်အရပိုင်ဆိုင်မှုအပြောင်းအလဲကိုမလ၁ရက်မတိုင်မီပြုလုပ်ဖို့လိုအပ်တာကြောင့် Crystal Palace အသင်းဟာလာမယ့်2025-26ရာသီ Europa League ဝင်ခွင့်ဆုံးရှုံးပွဲရှိနေတာဖြစ်ပါတယ်။